မြန်မာနိုးဝချင်တဲ့ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမီးယဇလားကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးသူမြူကိုလင်ကရေးသားထားတဲ့မဟာဒေဝနဲ့အောက်လန်းဆရာဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မဟာဒေဝဟာယတိကြီးနဲ့လမ်းခွဲပြီးတော့ဥက္ကုံဖားရဲ့နောက်ကိုလိုက်ပါလာခဲ့ပါတယ်။ တနအိကျော်ကန်လျှောက်ပြီးတဲ့အခါမှာတော့တောင်ကျင်းမှာရှိနေတဲ့ရွာကလေးတစ်ယောက်ကိုရောက်လာခဲ့ကြတယ်။လူလေးမဟာရင်ဒါအဖတ်လို့ရပဲကွ။ရွာသိန်းကန်းကိုလှည့်ပို့ပေးမယ်။လူအပ်တာတွေကိုတော့တယောက်ယောက်ကိုပို့ခန်းလိုက်မယ်။အဖကရတိကြီးကိုဘယ်လိုမြင်လဲ။ရတိကြီးနဲ့နေပြီးရတိကြီးအကြောင်းမသိသေးဘူးလား။ရတိကြီးကထွက်ရောက်ပေါ့ပုဂ္ဂိုလ်တစ်ပါးအဆင့်ကိုရောက်နေပြီကွ။အနေချင်းတော့သိပါတယ်။တိတ်အများကြီးတော့မသိဘူး။ဟိုမှာရွာသိန်းကန်းရောက်လာပြီ။ ။တင်းကြိုင်စီရဲ့မှာနှစ်ယောက်သားတက်လိုက်ကြတယ်။အဖယသိကြီးကိုပြောတဲ့အဲဒီမှာစိုင်ဖားဆိုတဲ့နာမည်ကြားလိုက်ရတယ်။သူကဘယ်လိုလူစားမျိုးလဲ။ကောင်းလေး။မိဒီရွာမှာနေမယ်ဆိုရင်တော့စိုင်ဖားနဲ့ဝေဝေးရှောင်တည်တာအကောင်းဆုံးပဲ။စိုင်ဖားဟာနားလျာခတ်တဲ့ပညာရှင်တယောက်။အထက်လန်းဆရာလို့ပြောဖို့ခက်တယ်လို့အောင်လန်းဆရာလို့လည်းပြောဖို့ခက်ပြန်ရော။အထူးဆန်းပါလားဗျ။ဘလို့ကြောက်များလဲအဖအရက်တောက်တယ်မိမတွေတယောက်ပြီးတယောက်ယူတယ် အဲ့ဒါမကောင်းတဲ့အချက်ကောင်းတဲ့အချက်ကတော့ဖျားတယ်ကြောင်းစလုပ်တယ်အိမ်မှာလည်းဖျားစင်ကြီးမှာဖျားပေါင်းစုံနဲ့စွန်စီမီပန်းရည်ချက်မပြည့်စီရအောင်တခြားကြောက်လန့်စရာအယုတ်တရားလည်းအိမ်ထဲမှာရှိနေပြည့်ရောစုံဘူးတရေပူးသူတွေကဆိုင်းပါးစီကိုလာကြတာများတယ်။ "तू ကဒီလိုကိစ္စမျိုးတွေကိုနှိမ်နေနဲ့လေ။ဒါမဲ့ तू ကမလေးမစားပြောမိတဲ့သူတို့စောက်ကားတဲ့သူဆိုရင်တော့အဲ့ဒီလိုဘဝပြည့်အောင်လုပ်တတ်ပြန်တယ်။ဆိုင်းပါးအကြောင်းကပြောမဆုံးပါဘူးကွာ။ ငါလူတယောက်လှုပ်လိုက်မယ်လိုအပ်တဲ့အတုံးဆောင်စားနေရိတ်ကတခါတည်းထည့်ပြီးလိုက်မယ်ဥက္ကမထွက်သွားတော့မဟာဒေဝတယောက်ဇင်းရဲမှာကြက်နေရိတ်ခဲ့တယ်ဇင်းရဲပဝင်းကျင်ကအမှတ်တွေကိုလှဲ့ကြည့်မီးရှို့နေတဲ့အချိန်မှာပဲနောက်ကျောမလုံးသလိုခံစားလိုက်ရတာကြောင့်လှဲ့ကြည့်လိုက်တော့လူတယောက်သူ့ကိုစူးစိုက်စွာနဲ့ကြည့်နေကြောင်တွေ့လိုက်ရတယ်အသက်50အရွယ်အသားပြူပြူကိုလုံးကိုတည်းတောင့်တင်းစွာရှိပြီးတော့ဆူရှတဲ့မျိုးလုံးတွေရှိတဲ့သူကမဟာဒေဝရှိရာစီကိုရှောက်လာနေတယ် သူတော်ဘယ်ရက်ကလာတာလဲဒီမှာနေမလို့လားကျွန်တော်သူတော်မဟုတ်ဘူးဦးလေးအတိတ်တခုပြုကျင်လို့ဒီစည်းရမှာရက်တချို့နေမလို့ပါငါ့နာမည်ကဆိုင်ဖားလို့ခေါ်တယ်ဒီနာရွာပဲကျွန်တော်နာမည်ကတော့မဟာဒီဝလို့ခေါ်ပါတယ်ဦးလေးမိကြီးရတာအစွမ်းတခုခုရှိမှန်းငါစိတ်ထဲအလိုလိုသိနေတယ်ငါနေထဲမှာမင်းရဲ့အစွမ်းကိုမြင်မှသာသိတာထုံမသုံးမိစေနဲ့မဟုတ်တာတခုခုလောက်ရင်ငါနဲ့တွေ့မယ် အဆက်မရှိပါဘူးဦးလေးယာအခုဒိဋ္ဌာလည်းတရားထိုင်ပရိစိတ်မဲ့အလုပ်မျိုးပါအေးမင်းမသိမှဆိုလို့ကြုံပြီးတရိပ်ပေးထားတာငါသွားပြီငါဒီဝဟာထွက်ခွာသွားပြီဖြစ်တဲ့ဦးဆိုင်ဖားရဲ့နောက်ကျောကိုချီချက်နေခဲ့တယ်ဦးဆိုင်ဖားတယောက်သူ့ကိုနှစ်မြုပ်ပုံမရချောင်းလဲတွေ့နေရတယ်လူတစ်ယောက်ကအထုပ်ပိုးတွေတဲပြီးရောက်လာတယ်ဥက္ကမလှုပ်လိုက်ကြအောင်ပြောလာပြီးတော့လူအပ်တော်တွေကိုလည်းတပါးတည်းယူဆောင်လာခဲ့တယ်သူတို့လမ်းမှာဦးဆိုင်ဖားကိုတွေ့ခဲ့တယ် ူတော်ပြဿနာလာရှာရလားကျွန်တော်သတိပေးစကားလာပြောသလိုလိုနဲ့ချင်းချောက်သွားတာပါရောက်တာတော့မကြသေး तू ကဘလို့တိသွားလဲသတိတော်ထားပြ तू နဲ့ရောင်လို့တော့မပတ်သက်မိစေနဲ့ပစ္စည်းတွေလာပိုးတဲ့သူကပြောလာခြင်းဖြစ်ပါတယ်မဟာဒီဝကလည်းအလိုက်သေးပြန်ပြောရင်တွင်းနေမိတာကဦးဆိုင်ဖောက်ကိုတိရလုံးကဘာကြောင့်ကြောက်လန့်ကြောင်တွင်းနေမိတယ်ပစ္စည်းလာပိုးသူပြန်သွားတဲ့အခါမှာတော့ တင်ညာကိုဘေးဘက်ကချောင်းတင်းတဲ့ကိုစီမီတော်မှရေမှုချို့ကတရေတမောအိတ်ဆက်လာလိတယ်။အေးရကနိုးလာတဲ့အခါညနေစောင်းပြီမို့သူပြုတ်ဝယ်ရကိစ္စရက်တွေကိုပြုတ်လုံနေလိုက်တယ်။တရားတန်ပရိစေချင်းတွေကိုပြုတ်လုံပြီးတော့အိတ်ဆက်လာလိတယ်။ညောင်မတူအောင်တင်ညာမြင်စည်းရဲ့အတွင်းမှာမဟာဒေဝတရားလဲလျောင်းရင်အိတ်ဆက်ဖို့ကြိုးစားနေတယ်ဆိုပေမဲ့ရုတ်တရက်အိတ်မပြောင်းနိုင်ပဲဖြစ်နေတယ်။အဲ့ဒီချိန်တရှက်ရှက်ခြေတန်ကြားလို့လှန့်ကြည့်လိုက်တော့မဟာဒေဝတရားအံ့ဩသွားခဲ့တယ်။ သူအိမ်နေတဲ့နေရာရဲ့အောက်ဘက်ဇရက်တိုင်ပေါ်ကနေကျောင်းနဲ့ဆရာရုပ်တင်တဲ့မကောင်းဆိုးဝါးတကောင်ကဇောက်ထိုးအနေထားနဲ့ဆင်းလာကြောင်းတွေ့ရတယ်။ကျူးချေတဲ့မျက်လုံးကြီးတွေနဲ့မဟာဒီဝကိုစိုက်ကြည့်ရှေလျပြီးရင်မက်အထိ ရောက်နေတဲ့သူ့ရဲ့ရှာကြီးကိုတွင်းလိုက်ထုတ်လိုက်လုံနေတဲ့တရေတကောင်။ငါနေတဲ့ဇရက်မှာဖះစာတရားစာရွတ်တာမကြိုက်ဘူး။တွားအခွတ်ထွက်သွား။မဟာဒီဝကလည်းလဲလျောင်းနေရာက ထိုင်နေတဲ့ အထင်းကြီးနဲ့ပြူရမယ်ရက်အထင်းမင်းနေတဲ့ဇေယမှာငါ့ကိုနေခွင့်ပေးပါကွာပြီးရင်ငါပြန်မမယ်မလို့ချင်းဦးမြေဖះစာတွေညွတ်နေငါအဝဲကိုရှောင်နေရတယ်ဘလို့မှဆက်နေခွင့်မပေးနိုင်ဘူးတရေကြီးကကြောက်စရာပုံစံကြီးနဲ့မဟာဒေဝကိုချေးချောက်လိုက်တယ်ငါအထင်းကြီးမပြီးမချင်းဘယ်နေရာကိုမှမသွားနိုင်ဘူးကွာတက်မယ်မင်းကငါတက်မယ်တရေကြီးကမဟာဒေဝကိုတက်ဖြတ်ရင်ရှစ်တိုးလာတော့မဟာဒေဝကဖះစာရွတ်လိုက်တဲ့အခါ ကျောက်ဆရာကောင်းတဲ့တရေကမဟာဒီဝရဲ့လက်ဝင်းကိုသူ့ရှာနဲ့ပတ်ပြီးမဟာဒီဝတယောက်ဖះစာဆက်မြို့နိုင်တော့ပဲလက်ဝင်းကရှာကိုဖြုတ်ဖို့ကြိုးစားနေရတော့တယ်တရေကြီးကမဟာဒီဝကိုသူ့ရဲ့ရှာနဲ့ပတ်လို့ဈေးရောက်စီဆွဲခေါ်လို့ရှာကိုရန်ကလိုက်တဲ့အခါမဟာဒီဝနှုတ်ထွက်သွားခဲ့တယ်မဟာဒီဝပြုတ်ကျသွားတဲ့နေရာကနေချင်းတစ်ခုအတွင်းထဲကိုပြုတ်ကျသွားတာဖြစ်ပြီးနေချင်းအတွင်းထဲမှာလည်းအဖုံးပွင့်နေတဲ့အခေါင်တလုံးရှိနေတယ် မဟာဒေဝတယောက်နာကျင်မှုကြောင့်ပြန်ပထနိုင်ပဲဖြစ်နေတဲ့အချိန်မြေကြီးပေါ်မှာမကောင်းဆိုးဝါးနှစ်ကောင်ကိုတွေ့ရတယ်။ရုတ်တရက်အခေါအဖုံးတစ်ချက်ကဖုံးသွားတော့မဟာဒေဝလည်းစိုးရိမ်ထိတ်လန့်ပြီးအခေါရဲ့အဖုံးကိုထုရိုက်တိုးပွင့်နေတယ်ဆိုပေမဲ့လေသူ့လက်သားနာပြီးတော့အခေါဖုံးကပွင့်မလား။အပေါ်ကမြေကြီးတွေအခေါဖုံးပေါ်ပြုတ်ကျလာတော့သူ့ကိုအရှင်လက်လက်မြေမြုပ်တတ်နေပြီဆိုတာသိလိုက်ရတယ်။စူရှာအောက်ွက်တဲ့ရည်တံတွေကိုလည်းအပေါ်ကနေကြားနေရတယ်။မဟာဒေဝတယောက်အသက်ရှူမွားတော့ပဲ။ မျိုးလုံးတွေပြဝဲလို့ဒရစ်လစ်မလို့ဖြစ်နေတဲ့အချိန်သူ့နာအတွင်းစကားတန်တတန်ကြားလိုက်ရတယ်။မင်းရဲ့အသက်ကိုငါကယ်ခဲ့တဲ့အချိန်မှလည်းမနေတော့ဘူး။ဒါတော့ငါ့ကိုဒုက္ခပေးဖို့ကြံစီနေတော့မေ ው ။ဒါကမဟာဒေဝနောက်ဆုံးကြားလိုက်ရတဲ့စကားတန်။အပေါ်ဘက်မှာကတရေသုံးအောင်ရှိနေပြီးတော့မဟာဒေဝရဲ့အလောင်းကိုမင်းမြုပ်ကြကြေးကိစ္စပြီးမြောက်ဖို့နေရာကနေထွက်ခွာဖို့လုံနေကြလိမ့်မယ်။မြေသားတွေကိုရုံထပ်ပြီးပေါ်လာတဲ့မဟာဒီဝကိုတွေ့လိုက်ရတဲ့အခါမှာတော့ ဘာအစစ်မှမရှိတဲ့ဖောက်ပိတ်သားတွေရမြာငါ့အောင်မြေမြုပ်ဖို့ကြိုးစားကြရတယ်လားမင်းတို့တစားစီအမောင်ချစ်ပြရလိမ့်မယ်မကောင်ဆိုဝါတုံးကောင်ကမဟာဒီဝရှိရာစီကိုပြေးလာကြတယ်နတ်ဆိုးဝရစိန်ပေါ်ထွက်နေပြီဖြစ်တဲ့မဟာဒီဝဟာမျိုးလုံးတွေကမိခဲ့လို့ရရဲ့နေပြီးတော့လူက လေးပေါ်ဝဲပြန့်နေတယ်သူစီပြေးဝင်လာတဲ့မကောင်ဆိုဝါတွေကိုထိုးချိတ်ကန်ကြောက်လိုက်တော့သူ့လက်သေးတစ်ချက်ခြေကန်ချက်ထိတဲ့မကောင်ဆိုဝါတွေကစေတောင်လောက်ကိုလွှတ်ထွက်သွားခဲ့တယ် တာမန်လိုတိုက်ခိုက်ခြင်းမျိုးမဟုတ်ပဲအစ်စ်မြင့်နဲ့ဆိုးတကောင်တိုက်ခတ်မှုကြောင့်မကောင်းဆိုးဝါး၃ကမချိမဆက်ဝေဒနာကိုခံစားရပြီးတော့ပြန်မတက်ဝင်တော့ပဲဒူးထောက်လိုက်ကြတယ်။တခင်ကျွတ်တော့ခွက်လို့ပါခိုင်းလို့ရှိလို့အခုတော့လောသွားတော့မို့တနာငင်းညာပါပြောစမ်းဘယ်သူကငါမိခွန်နေတဲ့ခန္ဓာကိုယ်ကိုဒုက္ခပေးဖို့မင်းတို့ခိုင်းလိုက်တာလဲဇေယျပေါ်မှာမဟာဒေဝရဲ့လက်ပင်းကိုရှာနေပတ်ဆွဲထားတဲ့မကောင်းဆိုးဝါးကစကားပြောလာခြင်းဖြစ်ပါတယ် မကောင်းစွာသုံးကောင်မှ तू ကခေါင်းဆောင်ဖြစ်ပုံရတယ်။ तू အမေကိုထောက်မပြောဝင်ပါဘူး။ तू ကပညာအစစ်အတော့မြင်ပါတယ်။ကြောက်တော့နှိမ့်ဆက်လိုက်မယ်။လူသားတယောက်ကိုကြောက်ပြီးငါ့စကားကိုညှင်းဆန်နေတယ်လား။မဟာဒေဝရဲ့မျက်လုံးတွေကဒေါသစိတ်နဲ့ပိုးလို့နေရသွားပြီးတော့သူ့ရဲ့လက်တစ်ဖက်ကလည်းမိထားတောက်တော့မဲ့အလားရဲရဲနေလို့မကောင်းစွာတကောင်ကိုထုတ်ထည့်လိုက်တော့ပြာကျပြောက်ွယ်သွားသလိုတခြားတကောင်ကိုလည်းကန်ထည့်လိုက်တဲ့အခါ မြို့ထပ်ပြီးချက်ချင်းအယိုးကျသွားခဲ့တယ်။ခေါင်းဆောင်မကောင်းဆိုးဝါကသူ့တပည့်နှစ်ယောက်ရဲ့အဖြစ်ကိုကြည့်ပြီးတော့ကြောက်ရွံ့တုန်လှုပ်နေတယ်။တခင်ရဲ့အစွာကြောက်စရာကောင်းပါလေ။ချက်ကိုမတက်ပါနဲ့။စိုက်ဖာခိုင်းလို့လုံးဝတာပါ။စိုက်ဖာငါ့ကိုဘာလို့တက်ခိုင်းရတာလဲ။အမှန်ပြောစမ်းသူ့ပညာရတခင်ဟာသူ့ကိုရှင်ပြနိုင်တဲ့အဆင့်ရှိတာ၊သူကကြိုသိနေတယ်တခင်။ဒါကြောင့်လဲတခင်ကိုတတ်ဖို့ကြံ့စီတာပါ။မင်းမလိမ့်နဲ့။စိုက်ဖာငါခုနေမှရောက်တာ။ ခုနဲ့တက်ဖို့ကြံတာပြတ်နိုင်ပါမလားဟိုနေ့ညဟာသခင်တော်တက်ပွဲကို तू သိနေတယ်ဘာလို့သိလဲဆိုတော့ဘယ်နေရာကရောက်လာမယ်မသိပဲဒီနေမှာရှောက်သွားနေတဲ့မကောင်းဆိုးဝါးကြီးဒီကောင်ကဆိုင်ဖားနဲ့ဆက်ဆက်မှုရှိနေတယ်အဲ့လိုဆိုအားကြီးတဲ့မကောင်းဆိုးဝါးကြီးကိုနယ်လမ်းမထူနိုင်အောင် တက်ခတ်လိုက်တဲ့သူဆိုင်ဖားလိုလူကမစိုးရိမ်မယ်နေမလားဒါကြောင့်တက်ဖို့ကြိုပြီးစီစဉ်နေတာပါအော်ဒါကြောင့်မင်းကငါ့ကိုတတ်ဖို့လောက်ကြတာကိုအသက်ချမ်းသာပြပါသခင် ဆိုင်ဖာကျုပ်တို့ကိုထိချုပ်ထားတော့မှကြောက်လို့လုံးရတာပါငါအရင်စိတ်နဲ့ဆိုရင်အမောက်ကြည့်သွားလိုက်မယ်အခုတော့အခွင့်အရေးတစ်ခုပေးလိုက်မယ်ဒီနေ့ရီကနေအများဆုံးထွက်သွားကျေးဇူးတင်ပါတယ်သခင်ဒါနဲ့သခင်လိုဆွမ်းအားကြီးတဲ့လူမျိုးမတွေ့ဘူးတော့မှဘယ်သူလဲတိတ်ခွေရရင်တိတ်ချင်ပါလေမကောင်းစိုးဝါရဲ့အမေစကားကြောင့်မဟာဒီဝဟာသူ့လက်ကိုမိုးအောင်မြောက်ပြီးအောက်ကိုဆိုက်ချလိုက်တော့မိုးချိတ်တဲ့တစ်ချက်ကြက်လောင်စွာနဲ့ထွက်ပေါ်လာပြီး အနာကသစ်ပင်ကိုမိုးချိုးပစ်ချလိုက်တဲ့အခါသစ်ပင်ကြီးမှာမြူးတွေဆွဲလောင်သွားခဲ့တယ်။မကောင်းဆိုးဝါးကြောက်လန့်တုံးလုံးစွာနဲ့မဟာဒီဝကိုချိန်နေမိတယ်။မှတ်ထားငါနဲ့မရဝရစိန်ဝိသဝင်နမင်းတဲ့ထားတဲ့ဝိသဝင်မြို့ကိုဖျက်ဆီးခဲ့တဲ့ဝရစိန်ဆိုတာငါပဲ။မဟာဒီဝရဲ့အောင်မြင်ဝင်ကြွားစွာပြောလိုက်တဲ့စကားတန်တဲ့အတူမကောင်းဆိုးဝါးဟာအမောက်တွင်းထဲကိုတွုံးဝင်ပြောက်ကွယ်သွားခဲ့တယ်။မဟာဒီဝတယောက်အမောက်ကဝအတွင်းထဲမှာလွင်မြောနေတဲ့ချိန် ရက်စီးတွေလက်ပြီးမွေးချင်းလာတာကြောင့်ရက်စီးအလေးရောင်နဲ့သူ့ရဲ့အရှိမလူတယောက်ရင်းနေတာကိုတွေ့လိုက်ရတယ်။မကြခင်မှာတော့ပဝင်းချင်းကလင်းသွားပြီးတယောက်ကိုတယောက်သေချာတွေ့လိုက်ရတယ်။သူ့ရဲ့လိုသူ့စပင်းကရှေ့လျပြီးတော့အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတယ်။အဲ့ဒီလူရဲ့မျက်လုံးတွေကအနီရောင်လက်လက်တန်းနေကြောင်တွေ့ရတယ်။လူပုံစံကကြည်ကောင်းပေမဲ့မာနကြီးတဲ့အသင်ပုံစံမျိုး။မဟာဒေဝဟင်မင်းငါ့ကိုတိလို့လား ငါတို့နှစ်ယောက်ကအနည်းဆက်ဆုံးရှိနေကြတဲ့သူတွေမင်းငါ့ကိုမတွေ့ဘူးပဲငါတော့မင်းကိုတွေ့ဘူးပါလေငါရဲ့အသိမစွေထဲမှာမင်းလိုပုံစံမရှိရတော့သေးကြလေမင်းဘာတူလဲဝရစိန်အတိအကျပြောရရင်မင်းကိုတော့ကိုရောက်နေတဲ့ဝရစိန်ကငါပဲဝရစိန်ကမင်းကိုမင်းကိုခုမှတွေ့ဘူးတော့လေငါတို့ဆွေးနွေးစရာနည်းနည်းရှိတယ်မဟာဒီဝလူသားတွေကိုပြက်စီးရပြက်စီးချောင်းကိစ္စမျိုးတွေဆိုရင်တော့ ငါ့ကိုဘာမှလာမပြောနဲ့ဝရစိန်ငါမလုပ်နိုင်ဘူးငါအရင်လိုဆွမ်းအားမျိုးမရှိတော့ဘူးမဟာဒီဝအရင်တကောဆွမ်းအားရဲ့တဝက်တောင်မရှိတော့ဘူးငါလုပ်ချင်တာနှင်းနဲ့ငါခန္ဓာကိုယ်တစ်ခုတည်းအတူတူနေကြတဲ့သူတွေအစီပြေပြေနေသွားချင်တယ်မိကိစ္စတွေကိုလည်းငါကိစ္စတွေလိုပဲကုညီဖြစ်ရှင်းပေးစီချင်တယ်ကောင်းတာလုံးမဲ့ကိစ္စမျိုးပဲငါလက်ခံတယ်ဝရစိန်ငါတို့ရှေ့ရှောက်အတူတူနေသွားကြမဲ့သူတွေဆိုတော့မင်းပြောတာကငါလက်ခံပါတယ် မင်းတို့အရေးကြီးတာတခုပြောရမယ်။မင်းခေါင်းတလာတဲ့ထက်ခံလိုက်ရတယ်။ငါကြောင့်သာမင်းလွတ်ခဲ့တာ။ခေါင်းတလာတဲ့မကောင်းစွားတွေကိုထက်ခံနေသူကဆိုင်ဖားပဲ။ဒီလူကြီးကဘာကြောင့်ရုံမှရတာလဲ။ဝရဇင်ကဥဆိုင်ပါရုံမှရတဲ့အကြောင်းရင်းကိုရှင်းပြလိုက်တော့မဟာဒေဝအံ့ဩနေတယ်။တရံလုံးကြောက်နေရတဲ့ဥဆိုင်ဖား။ငါတို့တပ်ဖို့လုပ်တဲ့ဥဆိုင်မောင်တခုခုတော့လုံးဝမယ်မဟာဒေဝ။မင်းကဘလို့လုံးချင်တာလဲဝရဇင်။ မင်းမနဲ့ပြန်သွင်ယူသွားဖို့စီစဉ်ကွာငါတို့သွားပြီးအချင်းနေလေးလာကြည့်ရမယ်ဒီလိုကြည့်ရမင်းတို့ငါတို့ကိုတတ်ဖို့ကြိုးစားနေဦးမှာပဲသူ့ရဲ့လောက်ရောက်ကိုကြိုတင်နေတာမမအောင်ကွာမင်းပြောတာလည်းမှန်ပါတယ်ငါမနဲ့ကြရင်သွားကြည့်လိုက်မယ်မဟာဒီဝါကဝရစင်ရဲ့စကားကိုလက်ခံပြီးတဲ့အချိန်လူကစက်ခနဲ့လန်နိုးလာခဲ့တယ်အဲ့ရကမထားခဲ့ဝရစင်နဲ့သူပြောတဲ့စကားတွေကိုပြန်ပြီးသတိရလာခဲ့တယ်ဝရစင်နဲ့အလိုက်သိနေပြီး နောက်ပိုင်းမှာတခြားကိစ္စတွေကိုတွေးတော့ရတော့မယ်။တကောလုံးနားကျင်နေပြီးတော့ဒူးနှစ်ဖက်လည်းပေါက်ပြဲနေကြောင်းတွေ့ရတယ်။ခြောက်တဲရေစင်းချိုးပြီးတဲ့အခါမှာတော့ဦးဆိုင်မစီသွားဖို့သတိရမိတယ်။ဖះကြော့ပြီးသွားမယ်လို့တွေးကဖះကြော့လိုက်တယ်။ဖះကြော့ပြီးထားတဲ့အချိန်မှာတော့"သူတော်သူတော်ရှင့်"ဇေယျရှိရလှောက်ကော်တန်းကြားလို့ကြည့်လိုက်တော့မြမျိုးချိုးလေးတယောက်ကိုတွေ့ရတယ်။ဖဖေကမနှက်စာကြွေးခြင်းလို့ခေါ်ခိုင်းလိုက်လို့ပါ။ อืมကိုဟာကိုချက်စားရမဲ့တူတူကျေးသူရှိတော့လိုက်စားရတော့မှာပေါ့မဟာဒေဝကမင်းကလေးဖိတ်ခေါ်ခြင်းကိုမငင်းမဲဇေယျဘွားနဲ့ဆင်းကမင်းကလေးနဲ့လိုက်ပါလာခဲ့တယ်အကိုကသူတော်မဟုတ်ဘူးလို့ဖိဖိပြောတယ်ဘာကြောင့်သူတော်အဝတ်အစားတွေကိုဝတ်စားထားရတာလဲဟင်နေပါဦးမင်းတရားဘသူများပါလိမ့်ငါ့ကိုတိတူဒီဘွားမှာတိတ်တော့မရှိဘူးဦးဆိုင်ဖားပါဦးဆိုင်ဖားရဲ့အိမ်ကအခေါ်လွတ်လိုက်တာကို မဟာဒေဝကြိတ်ပြီးဝမ်းသာသွားခဲ့တယ်။အစကမင်းကလေးတို့အိမ်မင်းဆက်သွားစားပြီးမှဦးစိန်ဖရဲ့အိမ်ကိုသွားမယ်လို့တွေးထားပေမဲ့ဦးစိန်မအိမ်ကအခေါ်လွတ်ကြောင်းသိရတဲ့အခါမှာဝမ်းသာသွားမိတယ်။ဒရိလည်းထားရမယ်ဆိုပြီးတော့မှကိုဟကိုဒရိပေးနေမိတယ်။ညာလောက်ကျန်တက်ဖြတ်ပြီးယခုမနက်တမင်းမင်းကလေးကိုအခေါ်လွှတ်လိုက်ခြင်းကအကြောင်းရင်းတော့ရှိနေနိုင်တယ်။မင်းကလည်းမဖြေသေးပါလား။အထိတ်တန်ဝင်မှုသူ့တော်လိုဝှက်ထားတာပါ။ဒါနဲ့ မင်းတရားတမိမင်းကလေးကိုယောက်ျားသားတယောက်ကိုခေါ်ဖို့လွတ်တယ်နော်အဖေကဒေါသကြီးတယ်သူခိုင်းတာမလောက်ပဲမနေရဘူးဒါကြောင့်လဲဒီဟာသူ့တော်ကိုလာခေါ်ပေးရတာငါနမယမဟာဒေဝသူ့တော်မဟုတ်ဘူးလို့မင်းကိုပြောထားပြီးပြီပဲညမနမယနန်းခိုင်စာထွေးလို့ခေါ်ပါတယ်မင်းရဲ့ဖေကဒီဝါမနမယ်ကြီးဆိုဟုတ်လားဖေဖေကဖေရတရားနဲ့နေတဲ့လူကောင်းတယောက်ပါ အမောင်ပြောကပုဂတ်သူတွေကိုလည်းကုသပေးနိုင်တယ်။လူတွေကကြွက်ရမှမကောင်းပြောကြတာဖေဖေကိုမနာလိုလို့ဖြစ်ပါလိမ့်မယ်။ငါဒီဝဥဆိုင်ပါတမီးဖြစ်သူစီကဥဆိုင်ပါအเจ้าကိုစုံစမ်းမင်းမြဲကြည့်မိမယ်။မိန်းကလေးကလှုပ်ဝက်ထားတာလားတကယ်ပဲမသိတာလားမသိရေးရရရမသိရ။ရွာထဲကိုဝင်လာခဲ့ကြတော့ဥဆိုင်ပါတမီးနဲ့တွဲလျှောက်လာတဲ့မဟာဒီဝကိုကြည့်ပြီးရွာသားတွေကစကားတီးတူပြောဆိုနေကြတယ်။ဥဆိုင်ပါအိမ်ကရွာအလယ်မှာရှိနေပြီးတော့ ကြီးမားတဲ့နှစ်ထပ်အိမ်ကြီးတစ်လုံးဖြစ်ပါလေ။ခြံတွင်းကနေတစေနှစ်ယောက်သားအိမ်ပေါ်တက်လာခဲ့တယ်။အိမ်ရဲ့အောက်ထပ်မှာအသက်30အရွယ်အသားပြူပြူအမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်။ရောက်လာပြီ။သူတော်လူဝင်းနဲ့သာဆိုတကယ့်ကိုကြည့်ကောင်းမပြုံမယ်။ဖြစ်ဖြစ်ဘယ်ရောက်နေလဲ။သူတော်ရောက်လာရင်အပေါ်ထက်လွတ်လိုက်ပါတဲ့။ဖျားခတ်မှရှိလိမ့်မယ်။ကဲအကုန်အပေါ်ထက်ကိုတက်သွား။ဖြစ်ဖြစ်ဖျားခတ်မှရှိနေတယ်။ အမျိုးသမီးကအိမ်ပြေထွက်သွားကြောင်းတွေ့ရတာကြောင့်မဟာဒီဝဟာဦးဆိုင်မတယောက်မိမတွေယူထားတဲ့အကြောင်းသတိရထားတာမို့နန်းခိုင်စာသွေးကိုမေးကြည့်ဖို့သတိရပါတယ်။ဟိုအမျိုးသမီးကဘာလုပ်လဲ။ငါညမတော့လား။မဟာဒီဝရဲ့အမေကိုနန်းခိုင်စာထွေးကဆစ်ရှုပ်ထွေးရဲ့မျက်နှာထားနဲ့ဖဖေမိမအစ်စ်လေးယူလိုက်တာမကြသေးဘူး။ချစ်လို့မရပါဘူး။ तू လည်းတခြားမိမတွေလိုပါပဲ။တခြားမိမတွေလိုဆိုတော့ သူမတိုင်ခင်တခြားမိမတွေယူခဲ့တာလားသူတို့ကရောဘယောက်သွားပြီလဲမောင်ကြီးရောက်နေပြီလားအပေါ်တက်ခဲ့ရေနန်းခိုင်စာသေးကိုဆက်စုနေတဲ့ချိန်အပေါ်ထက်ကဥဆိုင်ဖားရဲ့ခေါ်တံကိုကြားလို့ရတာကြောင့်မဟာဒေဝအပေါ်ထက်ကိုတက်လာခဲ့တယ်ဥဆိုင်ဖားကဖះเจ้าဆောင်ရှေ့မှာထိုင်ကပရိစိတ်နေတာကို တွေ့ရတယ်ဖះเจ้าဆောင်ကအလုံးကြီးမပြီးဗုဒ္ဓရုပ်ပွားတော်အဆူဆူကိုတွေ့ရကပန်းရီချမ်းတီတီဆိုးနဲ့ကတ်လူထားကြောင့်တွေ့ရတယ် အလုံးကြီးကြီးနဲ့ဖရာကျောင်းဆောင်ကြီးနဲ့တွေ့ဖက်လို့ဝိပြုစင်ကျဲဝဲစေပရီကြီးတကုံးကိုလည်းလက်ဝင်းမှာဆွဲထားတာကိုလည်းတွေ့ရတယ်။ဦးဆိုင်ဖားကိုညာတို့တပ်ဖို့ကြံစီတဲ့သူကဦးဆိုင်ဖားမှာဟုတ်ပါလေစားလို့မဟာဒီဝတန်ရစိတ်တော်ဝင်သွားခဲ့ရတယ်။မဟာဒီဝလည်းဖရာကျောင်းဆောင်ရှေ့မှာရှ िख ိုးကိုတော့လိုက်တယ်။ဖရာကျောင်းဆောင်ကြီးကခန်းထားလိုက်တာဦးလေးရာဒီရီယာစင်းနူတော်တွေရရှေးဟောင်းစင်းနူတော်တွေများတယ်။ဘာသာရေးနဲ့ပတ်သက်လာရင်ဦးလေးရမရဘူး။ လူချင်းလာရင်ဘလောက်ပေးရပေးရရအောင်ဝတ်တတ်တယ်။အဲ့လိုဘာသာတယောက်ကိုစိတ်အားထက်သန်တာကောင်းပါတယ်ဦးလေး။တယောက်တော့မရနိုင်သေးပါဘူးကွာ။ခုထိဒေါသစိတ်ရှိနေတော့မယ်။လာအကိုသွားပြီးမနှက်စာသွားစားကြရအောင်။တယောက်တည်းနေစားရခက်နေပါစို့လို့မနှက်စာစားဖို့မောင်ရှင်ကိုခေါ်လိုက်တာ။အခုလိုတကူတကဖိတ်ခေါ်ပေးတာကျေးဇူးတင်ပါတယ်ဦးလေး။ဦးဆိုင်ဖားရဲ့ဇနီးနဲ့နန်းခိုင်စာတို့ကမင်းဆက်စာအတွက်မုံမျိုးစုံနဲ့ရင်ွေးကြောင်းအိုးယူလာပေးပြီးတော့ သူတို့အေးအေးဆေးဆေးစကားပြောစီရဲ့ရှောင်ထက်သွားခဲ့တယ်။ကဲရင်းနှီးကြတော့မုံဆောက်ကွာအမနာနဲ့နော်ကိုယ့်ရင်ကိုယ့်ရလို့သဘောထားပြီးစားမဟာဒေဝကမုတ်တခုကိုလှမ်းဝင်လိုက်တဲ့ချိန်သူ့နာအတွေ့အတန်တခုကြားလိုက်ရတယ်။မုံနေကအောင်လတ်တက်နဲ့ဆင်ထားတာဒါမဲ့စစ်မကူနဲ့စားတာစားနတ်ဆိုးကိုအောင်လတ်တိုက်လို့ဘယ်ရမလဲဝရန်စိန်ပြောတဲ့စကားမှချက်ချီးတီးလိုက်တာကြောင့်မုံနေကိုယူဆရင်းနှီးတောက်လိုက်တော့ ဦးဆိုင်မကမဟာဒီဝကိုအာရကျင်းတဲ့စွာနဲ့စိုက်ကြည့်နေတယ်။မောင်ရဘလို့အတတ်ပညာရုပ်တွေကိုလိမ့်လာလိုက်စားနေရလဲ။အတော်ဆမ်းပါလား။ဗျာဦးလေးကျွန်တော်ဘာတတ်မှမတတ်ပါဘူး။ကြောင်လက်သေးရှုသလိုရှုထားတာကိုဒီ ਉਹ ဘာရွေချက်နဲ့ရောက်လာတာလဲ။အတိတ်တဝင်မှုရောက်လာတယ်ဆိုတဲ့စကားအမှန်မှပဲ။ဦးလေးမင်းတို့ဒီ ਉਹ ခေါ်လိုက်တာအောင် လားတော့မကြောက်ဘူးလား။ ဦးလေးသမီးတော်တယောက်တည်းလာဝင်တာပဲလေကျွန်တော်ကဘာကိုကြောက်ရမှာလဲဦးလေးစကားတွေနည်းနည်းထူးဆန်းနေတယ်စားပြီးအောက်ဆေးရောက်ကွာဦးလေးမင်းကိုပြရစရာရှိတယ်ဦးဆိုင်ဖားကပရီးကိုချက်ကဖះเจ้าဆောင်ပေါ်တင်လို့အောက်ထက်ဆင်းလာခဲ့တယ်အောက်ထက်ရောက်တဲ့အခါမှာတော့မိပြူစင်ကြဲကိုအနဲ့ရအဝတ်စားနဲ့လဲဝတ်လိုက်ပြန်တယ်ပြီးတဲ့နောက်အိမ်ရဲ့အတွင်းဘက်ကိုခေါ်သွားပြီးတော့ထက်ထက်ဖိတ်ထားတဲ့အခန်းတစ်ခန်းကိုဖွင့်လိုက်တယ်ဒီခန်းကိုအပြင်းလို့မပြောနဲ့ ဒီကအိမ်သားတွေတော့မဝင်ဘူးကြောက်။ဦးလေးပြည့်ရင်မောင်ကြီးကပထမဆုံးဝင်ဘူးတာပဲ။မာဒေဝဟာဦးဆိုင်ဖားရဲ့အမူအရာထူးဆန်းနေတာမို့ညိတ်သက်စွာနဲ့အကဲခတ်နေတယ်။သူ့အားလုံးပွင့်သွားတဲ့အခါမှာတော့တကားကိုတွန်းပွဲလို့အတွင်းထဲကိုဝင်တဲ့အခါအတွင်းဘက်မှာတကားတွေပိတ်ထားခြင်းကြောင့်ပေါင်မဲနေတယ်ဆိုပေမဲ့လည်းဝရဇိန်ရှိနေတဲ့မဟာဒေဝဟာအမောင်အတွင်းကန်းကိုရှင်းလင်းစွာနဲ့မြင်တွေ့နေရတယ်။အောက်မှာလည်းထူးဆန်းပြီး နေုံနဲ့ကြောက်လန့်စရာကောင်းတဲ့အယုတ်တွေကိုဆင်တစ်ခုပေါ်မှာတင်ထားတယ်။အနီးပတ်ချလဲမှာတော့အဲ့ဒီပုံစံအယုတ်ကြီးအသေးပေါင်းစုံရှိနေပြီ။ပုတ်အပ်အပ်အနတ်တချို့ရနေတာကြောင့်တာစိန်၅စိန်တွေရုပ်ပုံစောတာဖြစ်နိုင်ကြောင်းမဟာဒေဝတွင်းနေမိတယ်။ဦးဆိုင်ဖာနဲ့မဟာဒေဝဟာအမောက်တွင်းထဲမှာရပ်နေကြတယ်။ဇယံနှမျိုးနဲ့ရှိနေတဲ့ဦးဆိုင်ဖာကိုမဟာဒေဝအောက်အောင်မိတယ်။လူမျိုးငွေမှာတော့ဖျားတရားသမားကြီးအဖြစ်ရှိနေတယ်ဆိုပေမဲ့ နောက်ပိုင်းမှာအောင်လန်းစရာအကြီးစားကြီးဖြစ်နေမှလက်တွေ့မြင်လိုက်ရတယ်။မဟာဒေဝမင်းလည်းအမောင်နဲ့မြင်နိုင်နေတာပဲ။မင်းပြညာအစ်စ်တော်တော်မြင်တာပဲ။မင်းလည်းငါ့လိုလူမြင်ကွင်းမှာသူ့တော်ပုံစံနောက်ပိုင်းမှာအောင်လန်းစရာဖြစ်နေတာကိုမင်းကငါသဘောကျတယ်။မင်းသာဆန္ဒရှိငါရဲ့သမီးနဲ့ပြေးစားပြီးတော့အောင်လန်းတက်တွေကိုအတူတူလေ့ကျင့်မယ်။ဘယ်လိုလဲ။ဦးလေးကိုအเจ้าရအသေးစိတ်မပြောနိုင်ဘူးဆိုပေမဲ့ကျွန်တော်ကဦးလေးနဲ့လည်းမတူဘူး။ ။ဦးလေးထင်တယ်လို့လူသားမျိုးလည်းမဟုတ်ပါဘူး။ဦးလေးဘာလို့ခုလိုဖြစ်သွားရတာလဲ။ငါငငယ်ကလေးကအထက်လန်းစရာအောက်လန်းစရာတွေစီမှာတပည့်အဖြစ်ခတ်ယူရင်အခုလိုဖြစ်လာတာပဲ။မင်းငါပြောတာလက်မခံရင်ငါနဲ့ရဲ့သူပဲ။မိကြည့်ရတာငါ့ကိုအထင်သေးနေပုံရတယ်။မင်းနဲ့ငါဘယ်သူဆွဲလဲပြညာပြမယ်။ဟာကျွန်တော်အတိတ်တည်းပဲဝင်ချင်တာပါဗျာ။အေးခုမှတော့ညင်းလို့မရတော့ဘူး။ပြိုင်ကိုပြန်ရလိမ့်မယ်။ဘာလဲ။ မင်းကတေမာကြောက်နေရလားရုတ်တရက်မဟာဒေဝရဲ့စိတ်တွေဝရစိတ်ဝင်ရောက်လာခဲ့တယ်စမ်းကြည့်ကြရအောင်လीလောင်ကြည့်ရအသက်နော်အချိန်နဲ့နေရာယူလိုက်မင်းနေတဲ့တေးတိုင်းမှာဒီညဆယ်နာရီပညာပြိုင်ရတာပေါ့မင်းအဆန်းရှိတဲ့လောက်ထုတ်ငါလည်းပညာကိုသုံးမယ်ဒီလိုနဲ့နှစ်ယောက်သားအခန်းပြင်ကိုထွက်လာခဲ့ကြတယ်မဟာဒေဝဟာဝရဇင်သူ့စိတ်တွေဝင်ပြီးပြောသွားတဲ့စကားမှန်တိတယ်ဆိုပေမဲ့အပြစ်မတင်မိ့ ဦးဆိုင်ဖာအစွန်ရောက်စိတ်တွေရှိနေပြီမို့သူမပြရင်လဲသူ့ကိုလာပြီးနှောက်ရှက်နေမှသိကြတယ်။ဦးလေးကျွန်တော်ပြန်တော့မယ်။ညကြဆုံကြတာပေါ့။ထမင်းဆိုင်မှပြန်လေးမောင်ရင်အပေးထည့်ပြီးကျွေးမဲ့အစာတွေလည်းမစားကျင်တော့သလိုဦးလေးရဲ့အိမ်မှာလည်းနေချင်းစိတ်မရှိတော့ပါဘူး။ညကြဆုံကြတာပေါ့ကွာ။မဟာဒေဝတယောက်လွေးလံတဲ့စိတ်နဲ့သူ့နေရာတင်းကျိုင်းစည်းရက်ကို ပြန်လာခဲ့လို့တော့တယ်။တနေ့ကောင်တရားထိုင်ပရိစိတ်လုံးနေပြီး ညနေဆောင်မှာရေချိုးကဖះဆိတ်မိပူဇော်လို့ဖះရှိကိုတရားထာခြင်းတွေကို ပြုလုပ်က32ပုံသားတွေကိုအမျှတက်ပြုဝင်လိုက်တယ်။ယခုတိုက်ပွဲကဥဆိုင်ဖားနဲ့သူ့တိုက်ပွဲမဟုတ်ပဲဝရစိန်နဲ့ဥဆိုင်ဖားရဲ့တိုက်ပွဲပဲ။ခွဲဦးတန်နဲ့တင်ညာငုံအတွင်းဟိုနေရဒီနေရစီရစူညံစွာနဲ့ထွက်ပေါ်လာခဲ့တယ်။ပုံစံမျိုးစုံရှိနေတဲ့မကောင်းဆိုးဝါတွေကမဟာဒေဝရှိတဲ့နေရာဇရက်စီကိုချစ်ကပ်လာတော့မဟာဒေဝတယောက်ဖះကုံတော်တရားကုံတော်တွေကိုရွတ်ဖတ်နေတယ်။ မကောင်းဆိုးပါးတွေကသူ့အနာကက်မြပဲအဝေးကနေရှိနေတယ်။အနာကက်မြတဲ့အခါမှာတော့ဇေယျကိုကန်လုံနေကြပြန်တယ်။ဖျားစာမကြောက်တဲ့ဝါရီနှစ်ချို့မကောင်းဆိုးပါးတွေကဇေယျပေါ်အနေခုန်တက်လာပြီးမဟာဒေဝကိုအမဲဝါဖြတ်ဖို့တိုးကပ်လာတဲ့အခါမဟာဒေဝလည်းပြန်လည်တိုက်ခိုက်ရတော့တယ်။မကောင်းဆိုးပါးတစ်ကောင်ကမဟာဒေဝကိုကန်မြောက်လိုက်တော့ဇေယျထုတ်တန်းတဲ့ခေါင်းထိပ်ပြီးကြင်မြင်လာမြင်ဖြစ်ကအောက်ကိုပြုတ်ကျလာခဲ့တယ်။ဒီခါကျန်တဲ့မကောင်းဆိုးဝါတွေကသူ့အနောက်ကိုဝိုင်းအောင်လာခဲ့တယ် မာဒေဝရဲ့စိတ်ကမှောက်မှိုက်သွားခဲ့တယ်။ဝရဇိန်ပေါ်ထွက်လာပြီမဲ့တိလိုက်တယ်။ဝရဇိယချက်ချင်းခုန်ထပြီးတော့မကောင်းဆိုးဝါးတွေကိုထိုးနှက်လိုက်တဲ့အခါသူ့လက်သေးနဲ့ထိတဲ့မကောင်းဆိုးဝါးတွေကအယိုးဆုမြေကြီးပြတွေဖြစ်ကုန်တယ်။ဦးဆိုင်ဖားဖန်တီးထားတဲ့မကောင်းဆိုးဝါးတွေကတခဏအတည်းပြောက်ကုန်သွားခဲ့ပြီ။ဆိုင်ဖားခမည်းရဲ့အစွမ်းကဒါအကုန်မဲလား။အခုမှအစပဲရှိသေးတယ်ထက်လာအောင်မဲ့မဟာဒီဝါ ရေချေကြာကြီးသုံးကောင်ကအမောက်အတွင်းကနေထွက်လာပြီးတော့ဝရဇင်ကိုခုံအုပ်တိုက်ခိုက်လာတယ်။ဝရဇင်ကကြားရီကိုလှက်ပက်ရှောက်တဲ့ရင်ကြားတကောင်ကိုထိုးထက်လိုက်တော့ကြားကမြေပြင်ပေါ်ပြုတ်ကျပြီးတေသာကြားရုံငယ်လေးဖြစ်သွားတယ်။နောက်နောက်ကောင်ကိုလည်းအဲ့ဒီလိုပဲတိုက်ခိုက်လာတာကိုရှောက်တိမ်းပြီးတော့ပြန်လဲတိုက်ခိုက်တဲ့အခါကြားရုံလေးအဖြစ်ပြောင်းလဲသွားခဲ့တယ်။ဦးဆိုင်ဖားရဲ့ပညာရက်တွေကအစစ်မြစ်မြေကြောက်စရာကောင်းတဲ့ပညာရက်တွေ။ကြားနောက်ကောင်တက်ပြီးအမောက်အတွင်းလေးကိုကြည့်လို့ ။ဦးဆိုင်မကိုအခုထိမတွေ့ရ။ဝရဇရဲ့အနားမှာတောင်မှခက်တံတွေကြားလိုက်ရတာကြောင့်အပေါ်မောကြည့်လိုက်တဲ့အခါမှာထောင်တောင်းမကတော့လင်းနုံငက်တွေကဝရဇရဲ့အနီးမှာလှက်ပက်ပြန်ဝဲရင်ရံပြိုတိုက်ခိုက်ဖို့စူးစမ်းနေတာကိုတွေ့ရတယ်။ဝရဇိန်ဟာလင်းနုံငက်တွေကိုတိုက်ခိုက်ဖို့မတတ်နိုင်ပဲရှိလို့တော့လင်းနုံငက်တွေရဲ့ကြိုက်ခဲချင်းကိုခံနေရလို့ဒေါသဖြစ်ပြီးမြေကြီးပေါ်သူ့ရဲ့နာမည်ကိုကျင်းဝါလို့ဖနောက်တစ်ချက်ပေါက်လိုက်တဲ့အခါအလေးအောင်နှမ်းတွေကသူ့ရဲ့ပက်ချလက်တော်ဝိုင်းဖျောက်ထက်ပြီ လင်းနှုံငတ်တွေကအလင်းရောင်နှမ်းတွေနဲ့ထီလို့အောက်ကိုပြုတ်ကျလာခဲ့တယ်။ဦးဆိုင်မဘာကြံသေးလဲပြညာခမားကိုယ်တိုင်ထွက်လာတော့ငါရဲ့ပညာရက်တွေအားလုံးကိုမင်းရမမှုပါလား။မင်းပညာဘာလဲ။သစ်ပေတကူအကွဲရဦးဆိုင်မထွက်လာတယ်။သူ့ရဲ့မျက်နှာမှာလဲအော်အော်ကြီးမြုံကြည်နာခြင်းတွေနဲ့ပြည့်နေနေတယ်။ခမားဒူးထောက်ပြီးအရှုံးပေးလို့ဝေချတောင်းပါမယ်ဆိုရင်တော့အသက်ချမ်းသာရရမယ်။မဟုတ်ရင်တော့ခမားတရားလိုက်မယ်။ မရှုံးဘူးငါဘယ်တော့မှမရှုံးဘူးကွာသူဆိုင်မတယောက်ဓမြန်ကိုထုတ်ကဝရစိန်ကိုပြေးထိုးတော့ဝရစိန်ကအตาရရှောင်းရင်လက်သီးနဲ့ဝမ်းမိုက်ကိုထိုးလိုက်တယ်သူဆိုင်မတယောက်အဝေးကိုလွှတ်ထွက်သွားပြီးမြေကြီးပေါ်ပြုတ်ကျလာတဲ့အခါတင်းကိုတခွာကြောက်ရနေဝမ်းမိုက်ထိဖောက်ထွက်လို့နာကျင်စွာအဟဲ့ရဲ့အမိုက်ဆက်တင်းသွားခဲ့ပါတော့တယ်နောက်တနေ့မနေ့မှာတော့မဟာဒေဝတယောက်နိုးလာခဲ့တယ်သူတကောလုံးကန်ရိုက်ထားသလိုနာကျင်နေတယ် ညာဦးဆိုင်ဖားနဲ့တိုက်ပွဲကိုသတိရလာတာကြောင့်ဇေယျဘွားကနေဆီလို အနည်းပဝေးချင်းကိုကြည့်လိုက်တော့ခွေးရတွေစားထားလို့ရုတ်ပြက်စိပြက်ဖြစ်နေတဲ့အလောင်းတလောင်းကိုတွေ့ရတယ်။ဦးဆိုင်ဖားအလောင်းကလွဲလို့တခြားလူအလောင်းမဖြစ်နိုင်ကြောင်းတွေ့ပြီးတပြည့်တစ်ချက်ကိုချလာမိပါတော့တယ်။ပရိသတ်များရှေ့မဟာဒေဝနဲ့အောင်လန်းစရာဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုခြေစုထူးပဲတည်ရှိသလို။ဆိုင်ရသူမြို့ကိုလင်ကောင်လည်းခြေစုထူးပဲတည်ရှိပါတယ်ရှေ့။ ဒီဇလိုင်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရှိခြင်းကျမချင်းတွေကိုအစင်ထာဝရပိုက်ဆံနိုင်ကြပါစေရှင်။